မတ်လ10ရက်2025ခုနှစ်လူမြတ်ကျော်ရဲ့ညခင်မဲ့တင်ဆက်မှုရမှာကျေးဇူးပါတယ်။ဒီညညမှာတော့ငပလီကန်းကြီးမှာထူးခြားဖြစ်စဉ်ရှိနေပါတယ်။ဖစစ်တတအုပ်စုလိုမျက်ကြီးလေရွယ်ဖြစ်နေတဲ့ငပလီကအကျောင်းကျွန်တော်တင်ပြမှာဖြစ်ပါတယ်။ဒါဘုံမပြောခင်ပါဘုံမိုင်းခဲရဲ့ပန်ချာချက် အမကိုတက်ရင်မြင်းကြံခရမြန်မာညီညီအစိုးရရဲ့ MOD လက်အောက်ကအမကိုတက်ရင်လို့ခေါ်တဲ့မြင်းကြံ blood tiger MPT ဌာနချုပ်ကိုဖစစ်တာစစ်တပ်သိမ့်ပတ်ဖြက်စီးတွားခဲ့ဘုမိုင်ကရဲ့အမျော်မြင်ရှိမှုကြောင့်အဆောက် အုံကြီးအဆောက်အဦးနဲ့လက်နဲ့အချို့တော့ပျက်စီးပြီမြင်လူတယောက်မှအထိကတန်းရမရမရပါဒါပေမဲ့ကြည်မလောက်လို့ပါလက်လက်ခင်းရမပြည့်စုံလို့ပါဘုမိုက်ခဲကအမြဲတမ်းတော်လန်တိုက်ပွဲတွေကိုဆင်နွှဲချင်တယ်လူငယ်တမှုတယောက်ဖြစ်ပါတယ်သူဟာဒီနေ့ပြည်လောပုံအောင်နေတဲ့ဂျားတွေက ပြန်လေတိုက်စစ်ဆင်ဖို့ကြိုးစားနေပါတယ်အမေအမေကင်းပါလေလူလူရဲ့လူလူထံပန်ကြားချက်ဗီဒီယိုကိုကျွန်တော်ရှိကိုအင်တာနက်ရှိတဲ့နေရာကိုတွားပြီးရောက်အောင်ပို့ထားတဲ့ဗီဒီယိုကလစ်ကျွန်တော်တင်ပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဲမင်းချံဘလက်တိုက်က MP တက်ဖွဲ့ရဲ့ကောင်းဆောင်ပုံမိုက်ခဲ့ပါခင်ဗျာဟုတ်အဲကျွန်တော်တို့ဒီဖေဖော်ဝါရီလ26ရက်နေ့ကနေပြီးတော့စပြီးတိုက်ပွဲဖြစ်ပြီးတော့ အဲမလာ9ရက်နေ့မှာကျွန်တော်တို့ဟိုနော်မလာ9ရက်နေ့ရှိတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်အဲကျွန်တော်တို့ဒီကျွန်တော် MB တပ်ဖွဲ့ဌာနချုပ်လည်းအဲလက်လွတ်ခဲ့ရတယ်ဗောနော်အဲဆူလူရင်တပေါ်တရားကကျွန်တော်တို့ဒီဗောနော်အဲဗောနော်ဒီခေရန်ဗောနော်ခေရန်လက်နက်မပြည့်စုံလို့ကျွန်တော်တို့အဲပြန်ဆုတ်ပေးလိုက်ရတဲ့အနေအထားဗောနော်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးပုံစံနေနဲ့အဲကျွန်တော်ပြန်လာခဲ့မယ်အဲကျွန်တော်တို့အဓိကလိုအပ်တဲ့ခေရန်ဗောနော်အဲခေရန်ကိုလည်း နော်တက်နိုင်တော့ဘုနာပါဝင်အားဖြည့်ပေးဖို့ဒီနေရာနေပြီးတော့မေတ္တာရက်ခံကြပါတယ်ခရံပြန်လဲပြည့်ပြည့်တာ ਨੇ ကျွန်တော်တို့တွေအကောင်းဆုံးပြန်ဆောင်နိုင်အောင်ကြိုးစားပါမယ်အဲကျွန်တော်တို့ဘက်ကပြည်သူလူထုကိုပြေဝကာကွယ်ပေးနိုင်ခြင်းအဲမရှိခဲ့တဲ့အတွက်လေအဲဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အဲ MPT တစ်ဖွဲ့လုံးရဲ့ကိုသားကျွန်တော်ကပဲဒီနေရာနေပြီးတော့တောင်းပန်ခြင်းပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဗျာဘဘကေပြောတဲ့အဲထဲမှာ ဤသူလူလူကိုမေတ္တာရက်ခံလာတွင်လုံးဝစိတ်တက်မချဘူးဒီစခန်းတွေကိုပြန်သိမ်းမှာကြည်စံဖို့လိုပါတယ်ဒါပါပဲဘုမိုက်ကဲစီတိုက်ရိုက်ဆက်တွယ်လူတန်းကုညီနှွေထွေးဂယုစပေးကြပါလိုအပ်တယ်ဒီလိုလူငယ်တက်မှုမျိုးလိုအပ်တယ်တော်လန်ရေးအတွက်လိုအပ်တယ်ကျွန်တော်တို့တိုင်းပြည်အနာဂတ်အတွက်လိုအပ်တယ် ပိုးမွေးသလိုမွေးပြီးစောင်းရှောက်ကြရလိမ့်မယ်ကျွန်တော်တို့တော့ပြောရင်သဘောပေါက်ကြပါဆိုတော့ဒီကနေ့မှာတော့ငပလီမှာဖက်စစ်တက်မျက်ရည်လေရွေးဖြစ်ရရှိပါတယ်ငပလီကန်ချီမှာချိန်ငါးပွင့်အဆင့်ဟွန်းမင်းအွန်လိုင်းတာအောင်တည်ဆုံပိုင်တဲ့ဟိုတယ်ကအဆ အကုန်ချိတ်ပိတ်လိုက်ပြီလို့ ULAE ကပြောပါတယ်အဲ့တော့စီဆိုရပိုင်နေဟိုပစစ်တပ်ပိုင်နေဟိုတယ်ကြီးခရိုနီပိုင်နေဟိုတယ်ကြီးကိုအရခတ်တက်တော် A ကအရခအစိုးရပိုင်ပြီးတည်ယူရောက်ရှင်းလာမင်းလည်းတောင်အောင်ပြည်စုံပိုင်ပိုင်နေအမတာဟိုတယ်အမအမတာဟိုတယ် မင်းအောင်လိုင်းနဲ့နီးစပ်တဲ့အောင်မျိုးမင်းတင်ပိုင်ဆိုင်တဲ့ amazing hotel မောင်အေးတမီဒေါ်တန်တာအေးပိုင်ဆိုင်တဲ့ pastor mari pra နာမည်ရှိပြီဟိုတယ်တလုံးဘောကြောင့်ငူကြီးတန်းချွေဆိုတဲ့ကောင်ပိုင်ဆိုင်တဲ့သူသားပိုင်တဲ့ထုံးနိုင်ရွှေပိုင်တဲ့ trade hotel ချစ်ခါရဲ့အရင်အုပ်စုပိုင်တဲ့အရင် hotel ဇေကဘာအုပ်စုပိုင်တဲ့ Jasmine Hotel တေဇာထူးကုံီအုပ်စုပိုင်တဲ့ Amadian Palace Hotel ပိုင်ပီသူစစ်ကောင်းဆောင် Crony နေဝင်းထွန်းပိုင်တဲ့ပရမယနဂါကုံီပိုင်တဲ့ J Marina Hotel ဒါရီကို ULAAA အာကတ်တတ်တော် AA ဆိုရအဖွဲ့ အာခတ်တက်တော့အေရတက် ULL ကအစိုးရအုပ်ချုပ်ရေးပါတီတေဝင်စာကပ်ပြီးချိတ်ပိတ်လိုက်ပါတယ်ဟုတ်တယ်အလုံးတရားကြော်ပါတယ်ပြောရင်ပြတ်တယ်လောက်ရင်ရှင်းတယ်နောက်ကလာမှလည်းတော်လိုင်းကြီးအောင်မြင်ပြီးရင်တတိုင်းဒီလုံးကစစ်တပ်နဲ့ပတ်သက်တော့အတိုင်းဝိုင်းတစ်ခုလုံးကလောဝကြီးအုပ်ထားတဲ့ညီတနတ်မှာမှချမ်းငါတို့သိမ့်ယူမှာ ပြန်လဲတင်းယူมาဖြစ်တယ်ပြီးသူပိုင်အဖြစ်အဲ့ဒီမှာရက်ွက်အုပ်ချုပ်ရေးဒီမြေခွက်ရဲ့ရောင်စားတဲ့កောင်တွေကိုတကောင်ကအလုံးမပေးဘူးမသိဘူးမထင်ねဦးစုတော်ပိုင်ねဟိုတယ်မတ်ဦးမြဟန်ပိုင်ねဟိုတယ် up to the rock မင်းစာနီအုပ်စုပိုင်ねမာဂရက်ရက်စတန်ဟိုတယ်နမရီယာရှုပ်နေရဗျာနော်ဒါတွေလည်းပါရှိပါအဲ့တော့အာကတ်တတော်အေးဟာ ရခိုင်တပီနယ်လုံးမှာကြောက်ဖြူစစ်တွေမှန်အောင်တုံးခုပဲကျန်တော့တယ်။ဟိုတနေ့ကတောင်ကုန်းနဲ့မောင်းတော့မှာဖက်စစ်တပ်ကိုကပားရပ်ပါပြီးစစ်ပနက်ကိုရှာနေရက်နေတဲ့ရခိုင်အမျိုးသားတစ်စပေါက်ကြောက်တောင်ကိုပိုက်ဆိုင်မှုမှန်တယ်ဗျာချိတ်ပိတ်လိုက်ပါတယ်။ဒါအာရခတ်တတော်အေးရာကျွန်တော်တို့တော်လင်းအင်အားစုတွေကိုထိုးစစ်ဆင်မှုတော်လန်ထိုးစစ်တွေကိုသင်ခန်းစာသင်ကြားပေးနေတယ်လို့ အုတ်ချုပ်ရေးပိတ်အုတ်ချုပ်ရေးကိစ္စအစဉ်စဉ်ကိုလည်းစနစ်တကျစီမံခန့်ခွဲပြနေပါတယ်။ဒါရီယာယူတတ်မယ်ဆိုသင်ခန်းစာတွေဖြစ်ပါတယ်။နောက်တဲ့သတင်းတွေကိုထပ်ပြောချင်ပါသေးတယ်ဗျ။ဒါလင်းပြောခင်မှာဒုတိယပိုင်းမှာအနာရှိတဲ့လူတွေဆက်နေကြပြီဆိုတဲ့သတင်းမူလေးကျွန်တော်ဒုတိယပိုင်းမှာပြောမယ်။အခုတော်လန်သတင်းတွေကိုဆက်ရရင်အပြင်လဲ250နှစ်မိုင်မှာစစ်ကြောင်းတွေကိုဖျက်တိုက်လိုက်တယ် မတတော်ပေါ်ပြီးအထီးကရှနာတော်များပါတယ်ဘက်တက်ကတိုက်တယ်ဘသူကတိုက်တယ်ဘလောက်မသားပေါ်ပြီးတေရှင်းဆိုးလဲတော့အတီးပြူစေပါချင်းနေတာကတော့ရန်ကုန်မန္တလေးအမြန်လန်252မိုင်ပါပြီးတော့ကာဝေးတပ်မတော်နဲ့ပူပေါင်းတပ်တွေစတင်ဖြတ်တောက်တိုက်ခိုက်မှုတွေစတင်ပါနောက်တစ်ခုကဗမော်စကကက27လက်တလုံးအလိုတင်းယူရင် ဒီနေ့ drone ကိုစီးကိုပြစ်ချနိုင်ခဲ့တယ်ကျွန်တော်တို့ကေအင်းနဲ့ပူပေါင်းတက်တွေဘက်ကလည်းထိကိုက်ဒဏ်ရာရရှိမှုတွေရှိပေမဲ့လည်းစနစ်တကျကြမ်းကြမ်းခံပြန်လဲတုတ်ပြန်ပြီးဗမော်မျိုးသိမ့်တိုက်ပွဲကြီးအဆုံးတက်နိုင်ရေးအတွက်စခခ27ကိုတပြက်စီးလဲနေပါပြီရှင်းပါလေမကြခင်ရပိုင်းမှာစခခ27သိမ့်ပိုက်နိုင်ပြီဖြစ်ကြောင်းဗမော်မျိုးကိုအလုံးစုံသိမ့်ပိုက်ဝိုင်းမော်ကိုခြစ်တက် ညောင်ပိုင်တန်းစစ်ဌာနချုပ်စီတို့စစ်ဦးကြီးထိုးမဲ့တည်င်းတွေကြားပါလိမ့်မယ်ဂျိုးဝင်ကတည်င်းထပ်ပြောအောင်ရမုံမန္တလေးမြန်လဲ952မိုင်နဲ့တိတ်မဝေးတဲ့နေရာတွေပေါ့ဗျာဘကိုးတိုင်းကတော့ဒီရပိုင်းမှာမြန်မြန်ဆန်ဆန်ရှိနေပါလိမ့်ကျွန်တော်တို့ဘကိုးတိုင်းကြီးပြောပါများလို့လားကျုပ်ဘင်ကောင်းကတဏ္ဍသျှူပြူစောတိမြင့်လွင် ကျွန်တော်တို့ဟိုရက်တွေကပြောသလိုပဲရက်ကွက်အုပ်ချုပ်မှုနေဒလန်တချို့ပြီးစော်တီများယာယီမှုစိန်မှုများအုပ်ချုပ်မှုအတိုင်းဝိုင်းများအများဆုံးစစ်မိတ်ထုတ်အေးယူကြလို့ပြောဆိုပြီးနောက်ပိုင်းမှာဗာရီခိုင်တရင်3800တက်ခွဲ6 Black Dragon တက်ခွဲဟာဂျိုးပင်ကောက်ကပြူစော်တီမြင့်တွင်ကိုထိမ့်သိမ့်ထားပါလေမလား၁၀ရင်းနနဲ့စောပိုက်မှာတော့မြင့်လွင်ဟာရတဲ့အခွင့်အရေးကို လူသားချင်းစာနာမှုနေဗျာသိလားဘယ်လိုခေါ်မလဲလက်ပြန်ကျိုးတုတ်တာတွေထိတ်တုံးခတ်တာတွေမျိုးမလုပ်ဖဲနဲ့ဖန်စီထိမ့်သိမ့်တာတွေတက်တော့တက်တာနေပါလို့ဆိုပြီးတော့ဒီအချုပ်ခန်းထဲမှာထိတ်တာဒါကိုတလိုင်းရဲမော်တွေကစစ်ကြောင်းကိစ္စအစည်းအဝေးကိစ္စတွေအလုံးရှုပ်နေတော့မှာမြင့်လွေဟာထွက်ပြေးပါတယ်အဲ့တော့ထွက်ပြေးတော့ ထွက်ပြေးတော့မဖြစ်မနေတစ်ခတ်ရှင်းလင်းလိုက်ရပါတယ်တစ်ခတ်ရှင်းလင်းမှုနီးနာအင်မတန်တိတ်မွေ့လုံးပါကျွန်တော်လောက်တော့ပြောချင်တယ်အဲ့တော့ပြစောတိမြင့်လေဒီကောင်ရွှေဘရောအထက်တန်းကျောင်းမှာကျောင်းဆောင်လုပ်ခဲ့တဲ့ကောင်တမင်းတက်ဖွဲ့ရဲဘော်ရီရဲ့တရင်တွေကိုပေးပြီးစစ်တပ်ကိုမမှန်တဲ့တရင်ပေးနေတယ် ီလူတွေကိုစိုက်ခဲ့ပြီးဖမ်းတဲ့ကောင်အလဲကုန်းယက်စကမ်းမှာဖွဲ့စည်းထားတဲ့သူစော်တီအဖွဲ့ဝင်အဲ့တော့မြင့်ဝင်မြင့်ဝင်ပြီးသွားပါတယ်ပြီးသွားရှာပါတယ်ထွက်ပြေးတာကိုကောင်းမွန်မွန်ထားတာလေကျို့တုံနေထုံလန်းစစ်မေးုံကလွင်ဘာမှမလုပ်ပါဘူးဆိုတာကိုထွက်ပြေးတာကို တော့ဒီအခြေအနေရှိပါတယ်အဲ့တော့ဒေါ်လန်သတင်းတွေအနေနဲ့ဒီအပိုင်းမှာညောင်ချိုးညောင်ချီတော့ကိစ္စကတော့ဖက်စတက်တခုလို့ပြာရခတ်အောင်လှုပ်ရှားနေပါတယ်နေပြီးတော့တခွင်မှာမင်းအောင်လိုက်ရုရှားနဲ့ဘီလာရုကပြန်လာလို့အပေါ်ယံပြုတ်ပြနေပြီမယ်လေအတွင်းမှာထိုးစစ်အရှိန်ဟာမြောက်ပိုင်းတိုင်းစီ KIA အာခတ်တတော်အေးအေးဟာကပ္ပစာမြာစီညောင်ကျူးညောင်ချော်ပီကပ္ပစာ6လေဗျာအုတ်ရှိပင်ဟိုဘက်မှာဘာတွေရှိလဲခင်ဗျားတို့သိပြီသားပဲကျွန်တော်ပြောပြီးသားပဲနော်ဒီဘက်ကရံကုန်ပကိုးစစ်ကြောင်းတွေထဲမှာရံကုန်မန္တလေးအမြန်လန်းဟောင်းလမ်းတစ်ကိုထိန်းချုပ်နိုင်ပြူပါနဲ့လက်တပြက်တွေဝင်စီးမှုတွေထိတ်လန်း အမြန်လမ်းမကြီးထိတ်ချုပ်နိုင်ရည်တွေတရဇက်လုံးနေအဲ့တော့တာပြင်မှာဒီနေ့ဂျိုင်းဒရာဖွင့်ပွဲသရဟောင်းနေရဟော sorry ဂျိုင်းဒရာဖွင့်ပွဲလုတ်ပါတယ်ဂျမ်ပါရီအပြည့်နေပေါ့ဗျာဖအံကစစ်ကောင်စီရဲ့ပြည်နယ်ဝင်ကြီးလို့ဘာလို့တတ်တယ်အဲ့တော့ တလိုင်းတပ်ဖွဲ့တွေကကျွန်တော်ထင်တယ်ကဲနဲ့လေပူပေါင်းတပ်ဖွဲ့အပါဝင်ပေါ့နော် PDF ပူပေါင်းတပ်တွေဟာဒရုန်းနဲ့ပုံနှလုံးချဲချပါတယ်ဘယ်သူသေးလဲမသေးလဲတော့မသိရသေးပါဘူးပြောချင်တာကမွန်ပြည်နယ်ကရင်ပြည်နယ်တကြောဖတ်အံအဓိကကရင်ပြည်နယ်မြို့ဟိုတနေ့ကရေးတာရှေ့ကြိုက်သူမွန်ပြည်နယ် ီရာရှိယီရာ sorry ယီရာရှိတော့ဖြစ်တယ်အဲဗာလဲညောင်ခါရှိ is really gate တော့မကြခင်မှာအစစ်စစ်အပိုင်းပိုင်းဖြတ်တောက်မှုတွေတဲ့ဒေါ်လန်တိုးစစ်ကတော့အချိန်မြင့်လာဖို့တော့ရှိနေပါတယ်တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့လူလူရဲ့ကံကြမ္မာဒီတခါတော့မခေလောက်တော့တဖက်မှာလည်းကျွန်တော်တို့ဆောင်ရွက်နေတဲ့ကိစ္စတွေအများကြီးရှိပါတယ်မြပြည်တပ်တွေဟာ ဖတ်စစ်ပုံရံသူကိုတိုက်ဖို့ကတော့အတက်တယောရှိလာပေမဲ့အသေးခံရဲစွန့်လို့ရဲကြပေမဲ့အချင်းချင်းမှာတော့တုံးနဲ့တူအနေငယ်နားလိုက်မလွဲတာလေးတော့တွေ့ရပါတယ်။နောက်ပြီးတော့တရင်တတော်များများကိုကျွန်တော်လေ့လာကြည့်နေရပါတယ်။စနစ်ကြတဲ့စုဖွဲ့မှုတရင်ထုတ်ပြန်မှုဥယေထောက်စနစ်အုပ်ချုပ်ထောက်ပံ့ဘူဝမြောက်စစ်စင်နိုင်မှု စီကုတ်ကဲနိုင်ဒီပေါ့ဖြူဟာကုတ်ကဲဖြူဟာဖြူဟာကုတ်ကဲပေါ့ဒါရီမှာတော့အင်မတန်အားနည်းနေသေးတာတွေ့ရပါတယ်ရှင်းပြောရရင်အန်ယူဂျီအမ်အိုဒီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့တရင်တပ်ဖွဲ့အကုန်လုံးမဟုတ်ပါဘူးအနေငယ်တချို့တပ်ဖွဲ့တွေမှာစစ်ပုံမကြတာကတော့ထင်ထင်ရှားရှားမြင်နေရပါတယ်ဒါအပြစ်ပြောနေတာမဟုတ်ပါဘူးရန်သူဗတ်စစ်တပ်ကိုရင်ဆိုင်တဲ့နေရာမှာ စစ်ပုံကြဖို့လိုအပ်ပါတယ်စစ်ပုံမကြိုက်အမိန်နာခံမှုမရှိရင်ဘီဝါမြောက်စစ်ဆင်ရဲလို့မရပါဘူးအပြေက LPF တွေအခြားသောတီးခြားတပ်ဖွဲ့တွေကိုဖယ်ထားလိုက်ပါ MOD အောက်မှာရှိတဲ့ပကဖပါလပါပါဖာနဲ့ MOD ကတိုက်ရင်းတွေဟာစစ်ပုံကြပြီးအမိန်နာခံမှုကောင်းရပါမယ်မဟုတ်ရင်ဖက်စစ်တပ်စစ်တိုးမလွယ်ပါဘူးတပတ်မှာဖက်စစ်တပ်ဟာ ရုရှားနဲ့ဘီလာရုကနေပြီးတော့စစ်မှတ်ဆိုင်ရာဂျုံအတုံးပြုတ်ခွင့်ရတာလေလို့ကျွန်တော်သိရပါတယ်။ထောက်လန်းမှုတွေဒီပေါ့မြင်ကွင်းတွေပုံမှုရှင်းရှင်းလင်းလင်းမြင်ရပြီးပုံမှုသတင်းထောက်လန်းမှုအားကောင်းလာမှာတွေ့ရပါတယ်။နံပါတ်1 UAV drone တွေအမြင့်ပေထောင်နဲ့တောင်းနဲ့ချီကပြန်တမ်းပြီးမှတ်တမ်းရယူပြီး drone စစ်စင်ရေးတွေဆင်နွှဲလာနိုင်တာတွေ့ရပါတယ်။ရန်သူကိုအထင်လဲမသေးပါနဲ့အထင်လဲမကြီးပါနဲ့။ရန်သူဟာ နှစ်ပေါင်းရာစုနှစ်နီးပါးတိဆောက်ခဲ့တဲ့မိစ္ဆာတစုဖြစ်ပါတယ်ကျွန်တော်တို့ကမှပျော့တိပျော့တွဲပျော့တိပျော့ဖန်နေနားလည်မှုလွဲကလေးတွေလူ စကားများမနေကြပဲနိုင်ငံကိုပြုတ်ပြင် ပြောင်းနေမဲ့တိုင်းပြုတ်ပြည်ပြုတ်ပုံကိုတော်လိုင်းကြီးသမားများခင်ဗျာတော်လိုင်းရေးပုံများခင်ဗျာတွေ့တဲ့လောင်းချဖို့ တော်လိုင်းသမားဆိုတာဆွလို့ချင်းကစားကြရပါတယ်။တော်လိုင်းနိုင်ငံရေးဟူသည်အများကောင်းကျိုးတိုင်းပြည်ကောင်းကျိုးလူလူကောင်းကျိုးကိုဥထိပ်ပံဥသိဆံပြင်စင်စင်နှဲဆောင်ရွက်ကတဲ့လုပ်ငန်းစဉ်သူတော်စင်သူတော်မြတ်တွေရဲ့လုပ်ငန်းစဉ်ပြခန္ဓာကြည်ကြဲသောတော်လိုင်းရေးကိုမိမိတို့ရဲ့အတ္တမာနတွေနဲ့မဖြတ်စည်းကြပါနဲ့ ဆုံးလို့ချင်းကင်းမဲ့ရင်စီးပွားရေးလုပ်မယ်ဆိုရင်ဒေါ်လာကြီးကထွက်လိုက်ပါဒေါ်လာကြီးကိုဒေါ်လာကြီးနဲ့တူအောင်လုပ်ဖို့လိုတယ်တစ်ဖက်မှာပရိုပကနာဝါရဖြန့်ချီမှုစိတ်သက်စစ်စင်ရေးစနစ်တကျလုပ်ဖို့လိုတယ်တစ်ဖက်မှာငွေရှာသူတွေကငွေရှာဖို့လိုတယ်တစ်ဖက်မှာစစ်တိုက်သူတွေကစစ်တိုက်ဖို့စစ်တိုက်သူကတော်လန်ရေးရဲဘော်တွေကပြုံးပြငိုပြမဲ့ပြပြီးလိုက်လွတ်အလူခံနေရတာရှင်နေမကောင်းလားပါ ဲ့တော့ထောက်ပံ့ရေးလုပ်ငန်းရှင်စစ်ပုံကြားရေးလုပ်ငန်းရှင်တွေအားနည်းနေတာဟုတ်ဒုတိယပိုင်းစပါပြီလိုအပ်ချက်တွေကိုထောက်ပြပြောဆိုဝေဖန်ပြန်ရင်လေအုပ်စုလိုက်ပို့နေတင်မှန်နေမှန်နေတော်လန်ရေးကလီကဝရရေဘူမတိကိုမတိကိစ္စရက်တွေကိုမြင်ရကြားရသည်ကျွန်တော်ကဝိတောက်ဆောက်ပြီးယူပါ ကျွန်တော်ကတော်လိုင်းရေးကိုသာကိုစားပြုတဲ့အတွက်မိသူမိသည့်အဖွဲ့အစည်းတစ်ခုကိုမှကိုစားမပြုဘူးတော်လိုင်းနဲ့ပတ်သက်လာရင်မိသူကိုမစုကျွန်တော်တို့ထောက်ပြမယ်ဝေမှန်မယ်ရံပရိပကမိပရိပကသဘောတရားကိုလူမြတ်ကျော်ကြည်ညက်ပါတယ်ရန်သူကိုဘယ်လိုပြောရမလဲဘယ်လိုဆိုရမလဲဘယ်လိုဆက်ဆံရမလဲမိတ်ဆွေဖြစ်တဲ့လူတွေနဲ့လူမျိုးစွေဖြစ်တဲ့ကိုအင်အားစုအချင်းချင်းပြောဆိုခဲ့ရင်ဘယ်လိုပြောရမလဲဘယ်လိုဆိုရမလဲကျင့်ဝတ်တွေစီးဆံတွေတန်ဖိုးတွေ ူညက်ကျော်ဘဝနဲ့ထပ်တင်ကြားခဲ့တဲ့ကောင်ဖြစ်ပါတယ်အဲ့တော့စီးမဲ့ဆံမဲ့ပြောဆိုခြင်းမျိုးရိုင်းဆိုင်ဆဲဆိုခြင်းမျိုးဗီဒီယိုပေါင်းရာနဲ့ထောင်နဲ့ချီထဲမှာတခွန်းပါခဲ့ရင်ညက်နောက်ဖနက်နဲ့ချီတော့ပါလာရလိမ့်ပါဒါပေမဲ့အနာရှိတော့ဆက်ကြတယ်အခုကျွန်တော်တို့တော်လိုင်းရေးကိုသွေးတက်လောင်းကြဆိုပြီးလူငယ်တန်မှုတင်နေစပြီးတော့ဆွေးနွေးစော်အောင်နေတော့ပြည်သူလူထုကလည်းအုံအုံကြွကြွနဲ့ နိုင်ငံကမြန်မာနိုင်ငံကကအင်အားစုတွေအမေရိကန်ကမြန်မာတွေအခြားအော်စီနော်ဝေကမြန်မာတွေကလည်းကျွန်တော်နဲ့စကားပြောပြနေအုံမှုကြွကြွနေမြတ်ကျော်ကြီးလူမြတ်ကျော်ကြီးလှုပ်ပါဟမတို့အမြန်ပြန်ပြီးတိဆောက်ကြပါဟတပေါင်းစုတွေဖွဲ့ကြပါဟအတတ်တယိုးနေတဏီလည်းညီဆောင်ရွက်ဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့အနာပဲရှိလို့ပဲလားတွေးတဲ့ပဲမလောင်းကျင်လို့ပဲလားဘာလားတော့မသိဘူး စနစ်တကျအချိန်ကိုက်လူမျက်ကြော်ဟာကိုကိုကြီးပါတီကဟုတ်တယ်ကိုကိုကြီးပါတီကမှဖြစ်လေအဲ့ဒီကာလတုန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တချို့သောပါတီဝင်တွေရဲ့ဗယံပရာလုံးရက်တွေကြောင့် NLD ပါတီကိုချက်ကဘယ်လင်းလို့ဖို့ဒီမိုကရက်တစ်ပါတီတရက်လိုအပ်ပြီအဲ့တော့ချစ်စစ်ချစ်မျိုးသားចောင်းသားကောင်းဆောင်ပြီကိုတထွေးလို့ကိုတတေးလို့ကိုထေးကျွဲလို့ကိုမင်းကိုနာအများကြီးပါတယ်ဒီဥစ္စာဘူးလေ ကိုကိုကြီးတို့ဒါပေမဲ့ငူ NUCC ရလူတွေလည်းပါတယ် NUG အစိုးရဖွဲ့တဲ့တချို့တွေလည်းပါတယ်ဝိုင်းဝန်းလှုပ်ဆောင်ကြတာပေါ့ဒီအချိန်မှာကိုကိုကြီးကစစ်တပ်နဲ့ပေါင်းတာတော့ကျွန်တော်လည်းမတ်တာတယ်ဗျာအဲ့ဒီကာလမှာ၄လ၄လရန်ကုန်တိုင်းလူသမားကြီးကလည်းသမားကြီးကတာဝန်ခံဖြစ်ဒီမဲ့ကျော်ဆောင်ရွက်ခဲ့တယ်တမိုင်းကိုဖျောက်လှုပ်တင့်လို့လှုပ်ခဲ့တယ်၄လမြောက်2020ရွေးကောက်ပွဲမှာဒီမဲ့ကျော်ထွက်တယ်ရွေးကောက်ပွဲအွန်လိုင်းကော်မတီရဲ့ ရောင်တိုင်းမန်နေဂျာကမ်ပိန်းတာဝန်ခံဖြစ်ဆောင်ရွက်ဖို့ပြောပါတယ်အချို့သောအခြေအနေတွေအကြောင်းအရာတွေအကြောင်းဒီမှာရောပါတီကနှုတ်ထွက်ခဲ့ပါတယ်ဒါတော့ပါပဲလိပ်ပြလိပ်ပြတန့်လာမှလीတန်တန်တန့်ညီနေတယ်ရှင်းတယ်နော်တတိရှိရင်အဲ့ဒါလူမဲကျော်နောက်ခံတမိုင်းနဲ့ပတ်သက်ပြီးတိလိုပါကသို့မဟုတ်တိချင်ပါကသို့မဟုတ် လူလူကိုအရှက်ခွဲမယ်လို့ရည်ရွယ်ပြီးပြောလိုပါကကြိုက်တဲ့အချိန်မှာကြိုက်တဲ့လူကကြိုက်တဲ့ပုံစံနဲ့လာရောက်ကမ်းလမ်းဖိတ်ခေါ်ပါတယ်ရှင်းတယ်ကောအဲ့တော့ပြောချင်တာကအနာရှိလို့စัจ जा နေသလားတော့မသိဘူးဒီအပိုင်းမှာဒီအပိုင်းတော့မနေရဂရုတွေဂရုတွေမှာရှယ်ပြီးအုပ်စုလိုက်ကြီးမန့်နေမန့်နေနဲ့အဲအုပ်စုလိုက်ကြီးပို့ရီပို့ရီနဲ့လှုပ်လာကြတော့တွေ့တော့ကျွန်တော်ဖက်ကနေစဉ်းစားလိုက်ကျွန်တော်စာတကြောင်းရေးလိုက်ပါ ော်လိုင်းရင်သွေးသစ်လောင်းတာကျွန်တော်ကသူ့တို့အစုဖွဲ့အာကောင်းကြီးကိုစားပြုရေးလုပ်နေတာမဟုတ်ဘူးဘာလို့အစုဖွဲ့အာကောင်းကြီးမှမလုပ်ဘူးတော်လိုင်းရင်အာကောင်းကြီးကိုစေတနာမမှန်စိတ်တက်မမှန်ယုံကြည်ချက်ခံခံမမှန်နဲ့ဆောင်ရွက်ချင်းကိုမလိုလားတာဟာဒီလူတွေကတော့နိုင်ငံကြီးအဘတ်တင်နိုင်တယ်ကံကြီးထိုက်နိုင်တယ်အပြုတ်မှုပြောဆိုပြီးလှုပ်လာပြီလို့ကျွန်တော်ယူဆလာတယ်တွေ့မြင်ရတယ် အဲ့တော့ကျွန်တော်ပြောပြမယ်လူမြတ်ကျော်မကလို့လူမြတ်ကျော်အဖေကဘလောက်အော်အော်တိုင်းပြည်နဲ့လူလူကလေနားတွေဖွင့်မျက်စိတွေစွန့်နားတွေစွန့်မျက်စိတွေဖွင့်ပြီးတော့နှလုံးသားချေချေနဲ့ဘဝအတိနဲ့အကဲဖြတ်ဆုံးဖြတ်နေတာအကဲဖြတ်နေတာ လူလူဟာသူ့နာကျောင်းမှာတန်ရာတွေနဲ့ဘယ်ကောင်ပါဇက်နိုင်ငံရေးသမားဆိုရင်ကောင်ဘနအဲပါဇက်ဟားလိုက်တာနဲ့ဥပနခွေဆိုတာတန်းသိနေတယ်။နော်လူလူဟာဘဝအသိနဲ့အကဲဖြတ်နေတာလူမြတ်ကျော်မကလို့ဘယ်ကောင်အော်ကောင်းတာမှန်တာတင့်တော်တာလုံနေတယ်များကာလာပတ်လုံးပြည်သူလူလူဟာအများကြီးနားလဲပြီးနေအခုပြည်သူလူလူနဲ့ကျွန်တော်လည်းပြည်သူပဲဘောရနော်ပြည်သူလူလူအပါဝင်ကျွန်တော်တို့ကပြောကြဆိုကြတော့ ဆက်ဆက်တိမခံတဲ့ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာဆိုရှယ်စာမျက်နှာပေါ်မှာအဆင်သင့်ရှိနေပါတယ်။ဒါရီဟာဒီအကျင့်ကြံတွေဟာဖက်စစ်တပ်နီးတို့လောက်ကဆောင်ရွက်နေကြဘူးလို့ဒီအချက်တွေလုံနေတဲ့လူတွေဟာနိုင်ငံကြီးကံကြီးထိုက်ပါလိမ့်မယ်။အဲ့တော့ပြောချင်တာကဒီလူလူတို့ကိုရှောင်လို့တော့အထင်သွားမသိနေပြည်သူလူလူဟာ ဉာဏ်ပညာနဲ့ပြည်သူလူထုဟာနှလုံးသားနဲ့ပြည်သူလူထုဟာယုံကြည်ချက်နဲ့တပ်ပေါင်းလာတဲ့ဘဝအတိနဲ့ကျွန်တော်ပါဝင် အားလုံးကိုတုံးတက်အကဲဖြတ်နေတယ်ဆိုတာကိုတော့တချို့တော့လူတည်သိချင်ပါတော်လန်ရေးကိုတွေးတက်ရောင်းနိုင်အောင်ကျွန်တော်တို့ကြိုးစားကြရပါလိမ့်မဟုတ်ဝေလီလီနပါတော်နဲ့ တချို့လူတွေကတတရနိုင်ငံမှာနှွေဦးတော်လန်ကြီးအောင်းမွေဝေအခမ်းအနားတွေတက်ပြီးဂုံစာပြတဲ့မြင်ဝင်းတွေမမြင်ကျင်လို့နိုင်အောင်တိုက်မှာဖြစ်ပါဘတ်စစ်တာရှင်မုံတင်နေငါတို့တိုင်းပြည်နဲ့ငါတို့လူမျိုးဟာလွတ်လပ်ခြင်းတရားမျှတခြင်းနဲ့ထိုက်တန်တယ်ငါတို့ပြည်သူဟာတရားဥပဒေစိုးမိုးတဲ့ဝင်းချင် လုံခြုံစိတ်ချနိုင်ဝင်ချင်တယ်မျော်လင့်ချက်တွေနဲ့ရှင်တန်ရတဲ့အချိန်မျိုးနဲ့ငါတို့ပြည်သူလူဟာထိုက်တန်တဲ့အတွက်ဒါတွေကိုတားဆီးနေတဲ့ဖက်စစ်တပ်ကိုလေချိန်မုံကြီးအောင်ပွဲကိုရှောင်ယူမှာဖြစ်ပါတယ်တော်လန်ရေးကိုတွေးတက်လောင်းပြီးအောင်ပွဲကိုရအောင်ယူကြမယ်အောင်ပွဲရရင်လက်ပိတ်စားထူတယ်ကျွန်တော်ပေါ်စိတ်တော့ ဒီနေ့ရောဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်